တောင်ငယ်ဖြစ်သူရဲ့ချစ်သူမိန်းကလေးပေါ်သစ္စာမဲ့မှုအတွက်တာဝန်ယူမပေးခဲ့တဲ့ပိုင်းကုံတို့မိသားစုပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအမန်ပလတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံကျော်ထိတ်တန်းမင်းသားပိုင်းကုံတို့မိသားစုကတော့လက်ရှိမှာဝေဖန်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကလည်းအလုံးတည်ပြီးထားတဲ့အတိုင်းသူတို့မိသားစုရဲ့တောင်ငယ်လေးဖြစ်သူမင်းသားရှင်ဖုံးပြေဟာဆိုရင်ချစ်သူမိန်းကလေးအပေါ်မှာသစ္စာမဲ့စွာနဲ့တာဝန်ယူမှုမရှိဘဲထွက်ပြေးနေတာကြောင့်ဖြစ်ပါတယ်။ ကောင်မလေးစီကနေခန္ဓာကိုယ်ကိုလည်းယူခဲ့တယ်လို့တခြားသောအရာတွေများစွာကိုလည်းရယူခဲ့ပြီးတော့ငွေကြေးဥစ္စာတွေကိုပါရယူပြီးထွက်ပြေးနေကြတာပါဒီလိုလုံရက်တွေအကြောင်းကောင်မလေးဘက်ကတော့ရေဆုံးမြေဆုံးထိသွားမယ်ဆိုပြီးဆိုရှယ်မီဒီယာကနေအကုန်လုံးကိုဖွင့်ချလာခဲ့တာဖြစ်ပါတယ်ဒီကိစ္စပေါ်မှာဝေဖန်မှုတွေအရင်မြင့်တက်နေပြီးတော့ပိုင်တကွန်တို့မိသားစုအနေနဲ့တခုခုတော့တာဝန်ယူပေးရမယ်လို့လူများစွာကပြောဆိုနေကြတာပါဒါပေမဲ့လည်းပိုင်တကွန်တို့မိသားစုဝင်တွေဘက်ကတော့ဒီကိစ္စပေါ်မှာတာဝန်ယူလို့စိတ်မရှိကြအောင်အခုလိုမျိုးပဲပြန်လဲပြောပြလာခဲ့ပါတယ်သူတို့မိသားစု ုနေတဲ့တားငယ်ဖြစ်သူရှင်ဖုံးပြည့်ရဲ့မကောင်းမှုတွေကိုသိတာကြောင့်ငကိုကလေးကအင်ဘော်ကနေနှင်ချထားခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်အကိုဖြစ်သူပန်ဒီကောနဲ့အဆင်မပြေရကြောင်းညီငယ်ရှင်ဖုံးပြည့်ဟာဆိုရင်အိမ်မှာမနေတော့ပဲတခြားမှာပြောင်းရွှေ့နေထိုင်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာချစ်သူကောင်မလေးရဲ့အိမ်မှာတက်နေခဲ့ပြီးတနစ်ကျော်လောက်အတူတူနေခဲ့တာဖြစ်ပါတယ်။ကောင်မလေးစီကလည်းရသမျှအကုန်ယူအကုန်စားပြီးပတ်စံတွေကိုပါချေငါပြီးရဲ့နောက်ပိုင်းမှာတော့တခြားမိန်းကလေးတွေနဲ့လည်းဟိုတယ်မှာတက်အိပ်နေခဲ့တာပါ။ ဒီလုံရက်တွေကိုရှင်ဖုံးပြည့်ရချစ်သူကောင်မလေးခင်မင်းခကိုရိုင်းကဆိုရှယ်မီဒီယာကနေအတီအလင်းပေါ်ထုတ်လာခဲ့ပါတယ်။သူမကလည်းမဟုတ်မမှန်ဆိုရင်တော့ပြောမှာမဟုတ်ပဲအမှန်တကယ်ထိခိုက်နေတာခဲ့ရလို့သာအခုလိုမျိုးအဆက်ကွဲခံပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှင်ဖုံးပြည့်ကလည်းပတ်စံပြန်ပေးမယ်ပြောပြီးတော့မပေးဝဲနဲ့ရှောင်ပြေးနေခဲ့တာပါ။ဒါဒီမကအပိုင်းတကုံတို့မိသားစုဝင်တွေဘက်ကလည်းသူတို့ရဲ့သားငယ်လေးရဲ့အခုလိုလုံရက်တွေပေါ်မှာတာဝန်ယူမှုလုံးဝမရှိခဲ့ကြပါဘူး။အခုဖြစ်သူပိုင်းတကုံဟာဆိုရင်သူ့ရဲ့စိတ်ဓာတ်အဆင်အတန်းချင်းမိုးနဲ့မြေလို ုကကြားတဲ့ညီဖြစ်သူအတွက်တာဝန်ယူသွားမှာမဟုတ်ပါဘူး။သူဟာဆိုရင်တော့အမှုပညာအရာမှာလည်းကိုပိုင်အင်ဂျင်တွေနဲ့ရိုးသားစူးစမ်းပြီးတော့အောင်မြင်ခဲ့ရတာပါ။ချစ်သူမိန်းကလေးပေါ်မှာဆိုရင်လည်း၄နှစ်ကျော်လောက်လက်တွဲခဲ့ပြီးတော့အောင်မြင်မှုရရှိလာခဲ့ပြီးတဲ့နောက်ပိုင်းမှာခန်းနားစွာနဲ့လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးသစ္စာရှိပြီးတော့ယောက်ျားပိသားတဲ့အပြုတ်မှုတွေကိုပြုလုပ်ခဲ့တဲ့သူအနေနဲ့ညီငယ်ရှင်ဖုံးပြည့်ရဲ့လောရက်တွေကတော်တော်လေးကိုအရှက်ရစရာကောင်းနေခဲ့ပါတယ်။ ဒါကြောင့်လည်းအဆင်မပြေမှုတွေဖြစ်ခဲ့တာဖြစ်ပြီးတော့အိမ်ပေါ်ကနေတောင်မှနှင်ချထားခဲ့ရပါအခုအဲ့ဒီနောက်ပိုင်းသူပါရာသူသူလန်းသူရှောက်ပြီးတော့လှုပ်ချင်တာတွေလှုပ်သွားခဲ့တဲ့ပုံမှာပိုင်နဂွန်တို့ဘက်ကတော့တော်တော်လေးကိုစိတ်ပြက်နေခဲ့ပါတယ်ဒါကြောင့်မလို့နောက်ဆုံးမှာတော့အမွေပြတ်ဆွန့်လွတ်ဖို့အတီတောင်မှဆုံးဖြတ်ထားတယ်ဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်လွတ်နေကြတာဖြစ်ပါတယ်။သူတို့ရဲ့မိခင်ကြီးဒေါခင်ကျူဟာဆိုရင်တားလေးယောက်မွေးဖွားထားခဲ့ပြီးတော့ချွေးမတွေပေါ်မှာအကောင်းဆုံးဆက်ဆံပေးမယ်လို့စိတ်ကူးထားခဲ့ရပါဗျ။ ဒါပေမဲ့တားဖြစ်သူကတော့သူမရဲ့တုံတင်ဆုံးမမှုတွေကိုနာခံမှုမရှိပဲမကောင်းတဲ့လမ်းကိုရှောင်လန်းသွားခဲ့တဲ့ပုံမှာတော်တော်လေးစိတ်ထိခိုက်ခံစားနေရရှာပါတယ်ဒီလိုမျိုးမိသားစုဝင်တွေရဲ့ဂုဏ်သိက္ခာကြဆင်းစေအောင်ချစ်သူကောင်းမလေးပေါ်မှာတစ္ဆာမဲခဲ့တဲ့တားငယ်ရှင်ဖုံးပြည့်ရဲ့လောရက်တွေကိုတာဝန်မယူတော့ဘူးဆိုတဲ့မိသားစုဝင်တွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်